ဂျပန်နိုင်ငံကိုအလုံးနဲ့ပဲဖြစ်ဖြစ်တောင်းနဲ့ပဲဖြစ်ဖြစ်သွားရဲ့အခါမှာလီစိတ်မှာ immigration ဘယ်လိုဖြတ်ရမလဲ immigration ဖြတ်ပြီးရဲ့နောက်မှာဘာတွေလုပ်ဆောင်ရမလဲဆိုတာကိုဒီဗီဒီယိုမှာအသေးစိတ်ပြောပြရပေးထားတာမို့လို့အဆုံးထိလိုက်ကြည့်လိုက်ရအောင်ပထမဦးဆုံးအနေနဲ့အရေးကြီးဆုံးဖြစ်တဲ့နိုင်ငံကိုလက်မှတ် passport ဗီဇာ COE အလုံးနဲ့သွားမဲ့လူတွေအတွက်အလုံးစာချုပ်နဲ့တခြားလိုအပ်တဲ့စာရွက်စာတမ်းတွေကျောင်းနဲ့သွားတဲ့လူတွေအတွက်ကျောင်းနဲ့ပတ်သက်ပြီးတော့မှလိုအပ်တဲ့စာရွက်စာတမ်းတွေကိုတိတိကျကျစစ်ဆေးပြီးတော့မှမမင်းမလျော့ယူသွားဖို့အရေးကြီးပါတယ်။နောက်ပြီးလီစိတ်ကိုရောက်တဲ့အခါ immigration checkpoint မှာ officer တွေကကိုယ့်ရဲ့စာရွက်စာရမ်းအချက်လက်တွေကိုစစ်ဆေးပြီးတော့မှဗီဇာအတည်ပြုမှာဖြစ်ပါတယ်။စာရွက်စာရမ်းအချက်လက်တွေပြည့်စုံသွားပြီဆိုရင်တော့ immigration officer တွေကနေကိုယ့်ရဲ့ဗီဇာအမျိုးအစားဘာကြောင့်ဂျပန်နိုင်ငံကိုသွားကျင်တာလဲဘယ်မှာနေမှာလဲ ။စာရွက်စာတမ်းနဲ့ပတ်သက်ပြီးတော့မှရေဘူးရမြင်ခွင့်တွေကိုမြင်မြန်နိုင်ပါရဲ့။ဒီလိုမြင်မြန်တဲ့အခါမှာလေကိုယ့်ရဲ့ဗီဇာနဲ့ပတ်သက်ပြီးတော့စာရွက်စာတမ်းတွေကိုတခြားရှင်းပြပေးနိုင်ဖို့လိုအပ်ပါရဲ့။ဒါကြောင့်မလို့စာရွက်စာတမ်းနဲ့ပတ်သက်ပြီးတော့မှအသေးစိတ်တိတိကျကျရှင်းပြပေးနိုင်ဖို့အတွက်ကြိုတင်လေ့လာထားဖို့လည်းလိုအပ်ပါရဲ့။ immigration ဖြတ်ပြီးပြီဆိုရင်တော့ baggage claim အစီအဖြစ်တဲ့ကိုယ့်ရဲ့အိတ်တွေကိုတိတိကျကျစစ်ဆေးပြီးတော့မှယူဆောင်သွားဖို့လည်းအရေးကြီးပါတယ်။ baggage claim အစီအဖြစ်ပြီးပြီဆိုရင်တော့ immigration counter ရဲ့ airport security check ကိုအောင်မြင်စွာကြောက်ပြတ်နိုင်ရည်ပဲဖြစ်ပါတယ်။ ။ immigration process ကအချိန်အနည်းငယ်ကြာနေနိုင်တာမို့အချိန်ကြီးရအောင်တော့ဘယ်လိုမင်းနဲ့နော်။ကဲဒါဆိုရင် immigration ဘယ်လိုဖြေရမလဲဆိုတာကိုတိလောက်ပြီးတော့မျှော်လင့်ပါရစေ။နောက်ဗီဒီယိုရေးမှာပြန်တွေ့မယ်နော်။ bye bye